မင်္ဂလာပါခင်ဗျာဗီဒီယိုသင်ခန်းစာတွေမရိုက်ဖြစ်တာတော်တော်ကြာပါပြီအဲရိုက်တော့ရိုက်တယ်ဒါပေမဲ့ကျွန်တော်ကလေးတွေအတွက်ရည်ရွယ်တဲ့ scratch programming ပေါ့နော် scratch code coding ကိုအဓိကရိုက်နေတာဆိုတော့လေဒီဘက်ကျန်တဲ့ဟာလေးနည်းနည်းလေးအချိန်မပေးနိုင်လို့ဖြစ်နေတာပါကဲအဲ့တော့ကျွန်တော်တို့စလိုက်ရအောင် ATE နဲ့အဆုံးသတ်တဲ့စကားလုံးလေး pronouncing the words antin ATE အဲ့တော့ ATE နဲ့အဆုံးသတ်သောစကားလုံးများကိုဘယ်လိုမျိုးကျွန်တော်အသံထွက်ကြမလဲ တကယ်တမ်းကတော့ဒါကျွန်တော်စီမှာ pronunciation video package ပေါ့နော် self study package တွေမှာပါပြီးသားဒါပေမဲ့ဒီတစ်ခေါက်ကပုံစံလေးတစ်မျိုးပါကြည့်အောင်ကြည့်အောင်နော်ကဲတော့သူက18နဲ့အဆုံးသတ်တဲ့စကားလုံးနေမှာ verb တွေရှိတယ်နော် verb ဆို action တွေပေါ့ action တွေ state တွေအဲ့ဒါအဲ့ဒီလိုမျိုးပြောတဲ့စကားလုံးတွေဆိုလို့ရှိကျွန်တော်ကျွန်တော်အစားအသောက်ဆိုရယ်စားသည်ဆိုရယ်စကားလုံးကျွန်တော်မှတ်လိုက် လွယ်လွယ်လေးဖြစ်သွား EAT က eat 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 AT က eight EAT ရတဲ့က eaten ပေါ့နော်အဲ့တော့ eat eight eaten ဆိုတော့ AT နဲ့အဆုံးသတ်တဲ့စကားလုံးတွေက verb ဆိုကျွန်တော်သိတဲ့ EAT eat ဆိုတဲ့ verb လေးကိုမြင်အောင်ကြည့်လိုက်အဲ့ဒါဆို EAT ရဲ့ past simple ATE က eight လို့ထွက်တယ်ဒါဆိုအဲ့ဒီတိုင်းပဲ eight လို့ထွက်မယ် အဲ့တော့ဒီဟာလေးက G R A D U A T E ဆိုတော့သူ့ကိုဒီအဝါရောင်လေးကဖိရမလို့ပြောတာ graduate 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 no graduate အဲ့တော့အဲ့ဒါကသူက verb လေးပါနော်အဲ့တော့ကျွန်တော်ကအတန်လေးပြပေးမယ်အတန်လေးကကျွန်တော်စီမှာဖွင့်လို့မရဘူးထင်တယ်အဲ့ရတယ်ဖွင့်လို့ရတယ် graduate graduate ဟာ graduate 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 okay na no အဲ့တော့သူကကျွန်တော်တလေးနည်းလေးချက်ပေးမယ်နော်ဟုတ်ပြီအဲ့တော့ okay. graduate 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 okay na no အဲ့တော့ okay, graduate ဒါဆိုရင်သူကဘွဲ့ရသည်ဆိုတဲ့အဓိပ္ပာယ်ရတယ်ဟုတ်ပြီနော်အဓိပ္ပာယ်တွေသိရအောင်ကိုပေါ့ကိုနောက်မှသွားပါဘော ဟုတ်ပြီဒါဆိုရင် S C P A R A T E ဒါဆိုလဲသူက verb ဆိုတော့နောက်ဆုံး ATE ကို8အသံနဲ့ဆိုလိုက်တော့ဒါအများစုတိထားတဲ့အသံပေါ့ဟုတ်တယ်နော် အများစုတိထားတဲ့အသံကအဲဒီတော့8နဲ့ပဲဆုံးမယ် S E ကိုဖိရမယ်ဆိုတော့ separate ရှေ့ကိုဖိမယ် separate separate နော် separate မြန်မြန်ဆိုလိုက်တော့ separate ပေါ့ separate separate okay နော်อืม ဒါဆိုရင်ကျွန်တော် estimate ရှေ့ဆုံးဖိမယ် s s t mate estimate estimate ဒါပါပဲเนาะ estimate โอเคဟုတ်ပြီဒါဆိုရင်ဒါကကျွန်တော်တို့ graduate ဆိုတာကဘွဲ့ရသည် separate ကကျွန်တော်တို့ခွဲလိုက်တယ်ဆိုတဲ့သဘောပေါ့ဗျာဒါ verb တွေပေါ့အတိတ်ပြရတော့ကိုယ့်ဘာကိုသိအောင်ပြီးမှလုပ်ပေါ့ဗျာเนาะโอเคအဲ့ဒီတော့ဒီတစ်ခါကျွန်တော်တို့ verb တွေကိုသိပြီဟေ့ဆိုရင် noun သို့မဟုတ် adjectives တွေကိုသွားကြရအောင်အဲ့တော့ noun သို့မဟုတ် adjectives ဆို at at လို့ယူစားလိုက် ate က e ကိုဖြုတ်လိုက်လို့ရှိရင် at ပဲကျန်မယ်ဒီတိုင်းယူစားလိုက်အရင်လွယ်သွားပြီဒါဆိုရင်အစောက ဘွဲရသည်ဆိုတဲ့စကားလုံးက graduate ကိုကျွန်တော်တို့က at ကို at လို့ယူစားလိုက်ဘလို့ဖြစ်မလို့တန်ထွက်ကြည့်ပါအောင်အလေ graduate 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 နော်ဒါပဲ graduate 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 ဒါပဲအဲ့တော့ဒါဆိုလို့ရှိရင် f o r t u n e t fortunate ကံကောင်းသော adjective passionate passionate so adjective passionate so involve or separate 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 estimate အဲ့တော့ဒီအတိုင်းပဲကျွန်တော်ဒီဟာလေးဆိုကြည့်လိုက် TI ကိုဖိမယ်ကျတော့ CATE ကို AT နဲ့ဆိုမယ် certificate certificate နော်အဲ့ compassionate compassionate you know ရမယ်နော်ဒါ noun တွေဖြစ်တယ် adjective တွေဖြစ်တယ် graduate fortunate passionate separate estimate certificate compassionate okay အဲ့တော့ကျွန်တော်တို့ဟုတ်ပြီနော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ I'm a computer graduate I'm a computer graduate ကျွန်တော်က computer ဘွဲ့ရတရပါဒါဆို I'm a computer graduate ဒါဆို ATE နဲ့ AT အဆုံးသတ်တဲ့စကလုံးလွယ်လွယ်လေးကျွန်တော်တို့မှတ်လို့ရသွားပြီเนาะဒါအင်မတန်လွယ်ပါတယ်ဟုတ်ပြီเนาะအဲဒီတော့ဒါတော့ကျွန်တော် sorry ဒါ IELTS နဲ့ပတ်သက်တဲ့အဲကဲလုံးနေတယ်အဲ့တော့ဒီဟာလေးတော့ဘာဖြစ်လို့ပြောရအောင်ဆိုတော့ကျွန်တော် IELTS အတန်းပေါ့နော် IELTS အတန်းကကျောင်းသားကျောင်းသူတွေကအာနောက်ကျွန်တော်မိတ်ဆွေတွေရောကျွန်တော်တခြားကျောင်းသားကျောင်းသူတွေရောပေါ့ဒါကျွန်တော်တော်တော်များများသတိထားမိအချိန်မှာဒီသင်တန်းလေးလွဲနေလို့ပြခဏခဏလွဲလို့ပါဒါဒါကြောင့်ကျွန်တော်အခုလို9မိနစ်စာသင်ခန်းစာလေးပြုလုပ်ရှိရခြင်းဖြစ်ပါတယ်ခင်ဗျာကဲအဲ့တော့ကျွန်တော်အာငလီနေပါကြီးလှုပ်ပြီးရနောက်ပါမယ်ကျွန်တော်လည်းအာတော်တော်လေးရွာလဲသွားတယ်ပေါ့နော်ရွာလဲအခုနောက်ပြန်လဲတီထ ထောင်ကြီးတွေပါလုံနေရတော့ကျွန်တော်ရဲ့ YouTube channel လည်းတော်တော် active မဖြစ်တာကြာသွားပြီဆိုတော့နည်းနည်းလေးပြန်ပြီး views လေးပါလေးတက်အောင် subscribers လေးပါလေးပို့ရအောင်နည်းနည်းကျွန်တော်ကူညီပေးပါအောင်เนาะမိတ်ဆွေတို့ရဲ့မျိုးတို့ရဲ့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ပြီเนาะကျွန်တော်လည်းအကောင်းဆုံးကြိုးစားပြီးပြန်လည်းတက်ဆက်ပါမယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ် have a lovely guys bye bye see you next time